နှစ်တက်မှာခုနှစ်ဆိုတာနည်းနည်းတော့မှမဟုတ်တာပါเนาะအဲ့တော့ဒီလှုပ်လှုပ်ပြီးတဲ့အရင်လှုပ်ပြီးတဲ့အချိန်လှုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းဟိုဝင်တေးသေးလေးတွေလည်းနောက်ကလေအချိန်ချိန်လှုပ်တယ်ဆိုတော့လေလူစိတ်မှာ trauma တော့ရမှာရေကဲတော့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူတောင်မှသူကျင်တဲ့စိတ်လေးလေသူ့မှာဖြစ်တယ်လေဩ pride အနေနဲ့လာလှူကြတယ်လာလှူကြတဲ့လူတွေပင်မနေမှာပဲမောနေမှာပဲငါရဲ့ရေကဲတော့လေး စားလိုက်ရတယ်ဆိုလို့သူအေဂျင့်သွားမှာပဲအဲ့ဒီစိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုကြတဲ့ကသူ့မှာအဲ့ဒါသူရသွားပြီပေါ့နော်ချူတဲ့အရာကောင်းတယ်ဆိုပေမဲ့လည်းအမှပြောတယ်လို့အခုအဲ့ဒီဂျားထဲမှာလည်းအဲ့ဒီဟာကိုခွင့်ရေးယူပြီးတော့အသုံးချတဲ့လူတွေကလည်းရှိမှာပဲအဲဦးဇင်းလူနဲ့အာဒါကျွန်တော်တို့နဲ့ဟိုရင်ကလေးကနေထင်မြင်လာခဲ့တာပေါ့နော်ဆရာတော်ကြီးလူတော်ပြဆရာတော်ကြီးရှိကြတဲ့ကပေါ့နော်ဒီ ဒါနှစ်စင်လဲကျွန်တော်တို့ဒါအဲ့လိုမျိုးသူ့မွေးနေ့မှာအဲ့လိုဆွမ်းဆန်သိန်းလောင်းတယ်အဲပြီးလို့ရှိရင်ဒါမရှိတဲ့ဒါနွန်ပါတဲ့လူတွေကိုသူကူညီပေးတယ်ပေါ့နော်ဒါလို့ဆိုကြအနှင်းရင်လှူသားလေးတွေလှူသားတွေကိုလည်းဒါကူညီပေးတယ်ဆိုတာသိရလို့ကျွန်တော်ဒါရောက်ရောက်လာတာပါဟုတ်အဲမနိုင်မြတ်မဲ့ဆိုလို့ရှိရင်ဒါငလေးပေးနေပတ်သက်ပြီးတော့တကယ်ကိုစိတ်မကောင်းပါဘူးဆိုတဲ့စကားထက်ပိုတဲ့စကားရှိရဆိုလို့ရှိရင်အဲ့စကားတွေကိုကျွန်တော်ပြောချင်ပါတယ် အဲကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်ပေါ့နော်ဒါဟို why one ပြီးတော့ကုကြီးနေကြတယ်ဒါလှုပ်လဲလှုပ်နေကြတယ်ဟိုတနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ movie fc ကနေဒါရမုံငွေပွဲလေးလှုပ်တယ်ကျွန်တော်တို့ဒီပဲခူးမှာအဲ့ဒါအထူးကလေးအလုံးတိမ်ပေါင်း300ကျော်လောက်ကျွန်တော်တို့ရတယ်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ဒီ movie fc ကတောင်းဝင်ရှိတဲ့လူတွေနဲ့လည်းကျွန်တော်တို့တောင်းလူကိုရှိတယ်အခုဒီပုံပုံနဲ့လည်းကျွန်တော်တို့ဒါမျိုးငလင်ပေးအတွက်လည်းပုံပုံကလုပ်နေတဲ့ဟာတွေလည်းရှိတယ်အဲ့မှာလည်းကျွန်တော်ပါဝင်ပြီးတော့ ဟိုလူအားပဲဖြစ်ဖြစ်ပေါ့နော်ဒါပါဝင်ပြီးတော့ကျွန်တော်လုပ်မှာပါအဲဘယ်လိုပြောရမလဲအခုလိုမျိုးအခြေအနေမှာမြင်နေတွေ့နေရတာအာတော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်အဲရှင်ပွဲခွဲတဲ့သူတွေရောဒီပွဲခွဲတဲ့လူတွေရောဆိုတော့တကယ်ကိုစိတ်မကောင်းဖြစ်ရတဲ့အနေထားပေါ့နော်ဒီလိုမျိုးနောက်ထပ်ထပ်ပြီးတော့မကြုံကျင်တော့ဘူးအဲ့လိုအဲ့လိုမျိုးတော့စိတ်ထဲမှာဖြစ်မိတယ်ပေါ့လေဟုတ်အဲအဲကျွန်တော်ကျွန်တော်စိတ်ထင်ပေါ့နော်ဒါဒီကလေးကလေးအများကြီးလှုပ်သွားတယ်ညာကလေးအများကြီးလှုပ်သွားတဲ့အခါဖြစ်တဲ့အတွက် ဟိုဘယ်လိုပြောမလဲဒါခုနှစ်တသမခုနှစ်ဆိုတာနည်းနည်းတော့တော့မှမဟုတ်တာပါเนาะအဲ့တော့ဒီလှုပ်လှုပ်ပြီးရဲ့အရင်လှုပ်ပြီးရဲ့အချိန်လှုပ်ပြီးရဲ့နောက်ပိုင်းမှာလဲဟိုဝင်တေးသေးလေးတွေလဲနောက်ကလေအချိန်ချိန်လှုပ်တယ်ဆိုတော့လေလူစိတ်မှာ trauma တော့ရမှာပဲဒါကျွန်တော်တို့ကသာဒီရန်ကုန်မြို့မှာသာအဲ့လိုမျိုးမကြုံမိလို့ကျွန်တော်တို့ကျွန်တော်တို့လည်းအဲ့လိုမျိုးကြုံမိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းနေရဲချင်မှနေရဲတော့မှာလေပြလို့ရှိရင်တိုက်တွေကပထမတစ်ချက်လှုပ်တဲ့မှာကအရန်ဟိုပျက်စီးပြီးတော့ နောက်ပိုင်းမှာဖြည်းဖြည်းလေးဖြည်းဖြည်းလှုပ်တဲ့နေရာမှာလာပြိုတဲ့ဟာမျိုးတွေသူတို့တွေလည်းတွေ့နေရထော်မာတော့ရှိမှာပဲကျွန်တော်ဆိုလည်းအဲ့နေရာမှာဆိုတော့ဖြစ်မှာပဲဟုတ်ကိုယ်တိုင်မကြုံဘူးလို့မသိဘူးလို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်ဆိုလည်းဖြစ်မှာပဲဟုတ်ဟုတ်အဲသွေးရတော့ဒီကလေးပေးမှာအထိကတ်တရာရတဲ့လူတွေကိုလိုအပ်တဲ့သွေးပေါ့နော် ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အလောက်ကြီးမချမ်းသာပါဘူးဒါ brighter အနေနဲ့ဆိုတာလေငွေရှိမှလုပ်နိုင်တာလေလူအင်အားငွေရှိမှလည်းလုပ်နိုင်တယ်ဒါပေမဲ့လှူကျင်တဲ့စိတ်လေးတစ်ခုရှိရဲ့ဟာဖြစ်တဲ့အတွက်နဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အလှူတောက်ဖို့ပဲလိုတယ်စိတ်ထဲမှာတကယ်ကိုဖြူစင်ပြီးတော့ဟိုလှူကျင်တဲ့စိတ်လေးဖြစ်ဖြစ်ပဲဆိုလို့ရှိရင်နဲတာများတာမဟုတ်ပါဘူးကျွန်တော်လည်းတကျွန်တော်တတ်နိုင်သလောက်ကျွန်တော်လှူတယ်အဲပြီးရတဲ့ခါဆိုလို့ရှိရင်လည်းဟိုမြေပြင်တိကျွန်တော်မဆင်းနိုင်ပြီမဲ့လည်းဒီဘက်က ဟိုလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်ဝယ်ပေးတယ်အဲအရှင်ရန်အစိန်းလို့ပေါ့နော်အရှင်ရန်စင်တော့သူတို့ကဒီအင်းလေးထိသွားမယ်ငန်းလေးစကိုင်းအင်းလေးထိသွားမယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေကိုလည်းဒီဘက်ကနေလိုအပ်တဲ့ဟာကိုကျွန်တော်ရဲ့အကိုနေမြာအလှမလိုက်ပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့လုပ်ပေးတယ်အဲ့တော့ကိုတတ်နိုင်တဲ့ဟာပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကလေအခုကျွန်တော်တို့ဒီငလီမြန်မာနိုင်ငံမှာတခုအားလို့ပြောမလဲဟိုတကယ်ချီးကျူးဖို့ကောင်းတယ်ဆိုတာတခုခုသဘာဝဘေးကနေပဲဖြစ်ဖြစ်တခုခုဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးကလေလူကျင်တဲ့စိတ်လေးတဲ့မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူတွေတော်တော်များများဒါပေါ့များတယ်လို့တော့ပြောလို့မရတော့လူကျန်လူကျန်တဲ့စိတ်တွေပေါ့များတယ်ဟိုလောက်ပေးကျင်တဲ့ဟာတွေကလည်းများတယ်ပေါ့လေအဲ့ဒါကိုတကယ်ကိုချီးကျူးဖို့ကောင်းပါတယ်အဲအဲ့တော့ဟိုနဲတာမှမဟုတ်ဘူးများတာမှမဟုတ်ဟိုတနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါရမုံငွေဘလုံးပဲသွားကန်တယ်ကျွန်တော်တို့ပြလို့ရှိရင်ညာစင်းမှာကျွန်တော်အထူလိုက်ခံတယ်အထူလိုက်ခံတဲ့အချိန်မှာလည်းအဲ့လိုမျိုးဈေးမှာထိုင်နေတဲ့ဘိုးဘွားတယောက်ကနေသူ့ရဲ့ပကံလေးတွေကနေထွက်ပြီးတော့အထူမေးလေးတွေကိုထည့်တယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင် စိတ်ကလေးတော့တိရှိလဲပေါ့တော့အဲ့အဲ့ဒါတကယ်ကိုကြည့်ကြည့်ဖို့ကောင်းပါလားနဲရမှာမဟုတ်များတော့များများလူနိုင်တဲ့လူများများလူတယ်ဆိုတာလည်းတကယ်ကိုပီတိဖြစ်ရတယ်ဟုတ်လားအဲဘာမှမပြောနဲ့ဟိုရေခဲတော့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူတောင်မှလူကျင်တဲ့စိတ်ကလေးလေသူ့မှာဖြစ်တယ်လေဩ pride အနေနဲ့လာလူကြတယ်လာလူကြတဲ့လူတွေပင်မနေမှာပဲမောနေမှာပဲငါရဲ့ရေခဲတော့လေး စားလိုက်ရတယ်ဆိုလို့သူအေဂျင့်သွားမှာပဲအဲ့ဒီစိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုကြရတာသူ့မှာအဲ့ဒါအတူရသွားပြီပေါ့နော်ဒါကောင်းကောင်းတယ်လို့ပြောတာပေါ့ဆမ်းပါကာစီရဲ့လူမှုဖြေရောကြဒါပေါ့ဒါပေါ့ထားတဲ့စိတ်လေးမှန်လို့ရှိရင်ဒီကိုဆေးရောပေါ့ လူတရားမှာတရားစလုံးတော့မထူနိုင်ဘူးလေအမပြောသလိုပေါ့နော်အခုနကပြောသလိုရှူတဲ့ຢာကောင်းတဲ့ဆိုပေမဲ့လည်းအမပြောသလိုခုအဲ့ဂျားတဲ့မှာလည်းအဲ့ဟာကိုခွင့်ရေးယူပြီးတော့အသုံးချတဲ့လူတွေရလည်းရှိမှာပဲအဲ့တော့ကျွန်တော်ရင်းတော့ရတယ်ကျွန်တော်ဒီ view တွေမှာဖြေပါတယ်လူတရားလုံးကတရားစလုံးတော့စိတ်ချင်းတော့တူမှာတော့မဟုတ်ဘူးကောင်းတဲ့စိတ်ရှိသလိုဆိုးတဲ့စိတ်လည်းရှိနေမှာပဲအကောင်းတဲ့အဆိုးကတော့ဒွန်တွဲနေမှာပဲနေရာပဲသွားသွားအဖြူနဲ့အမဲရှိသလိုအကောင်းတဲ့အဆိုးကတော့ရှိမှာပဲကျွန်တော်တို့မှာလည်းအကောင်းရှိသလိုအဆိုးရှိမှာပဲဒါဆိုးတဲ့နေရာလည်းရှိမှာပဲ ကောင်းတဲ့နေရာလည်းရှိမှာပဲလူတိုင်းလူတိုင်းမှာအဲ့လိုလေပေါ့ရှိမှာပါပဲအဲ့ဒါအခုချိန်မှာငလင်းဘေးမှာဖြစ်သွားပြီပေါ့တော့ဟိုဖြစ်သွားပြီတဲ့အရာကိုတော့ဘာမှတာစီလို့တော့မရတော့ဘူးအဲ့တော့ဖြစ်သွားပြီတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဖြစ်လာမဲ့အန်ရည်ဒီနောက်ဆက်တွဲဖြစ်လာမဲ့ကျမ်းမာရေးဒီအဲအခုဆိုလို့ရှိရင် brighter အဖွဲတွေတော့မများလဲသွားနေကြတယ်မြေပြိုကိုဆင်းနေကြတယ်အဲ့တော့ brighter အဖွဲတွေကိုလည်းကျွန်တော်မှာစင်ပါတယ်ကျမ်းမာ view site ကြပါအဲအခုဆိုလို့ရှိရင်ကိုရီမသိနိုင်တဲ့ ဟို NLD ဆိုတာရှိလာမယ်ကိုတွေမသိနိုင်တဲ့ကျမ်းမာရေးချိကန်မှုတွေရှိလာမယ်အဲအဲ့ရပုံပါကိုလည်းဟိုတက်တိနားလေတဲ့လူတွေစီကနေအကြံဉာဏ်ယူပြီးတော့ဒါလူဆိုင်ကြပါလို့ပြောချင်ပါတယ်